ေတော့တွေဖောင်းနေပြီဆိုလို့ရှိရင်ဘာတွေလောက်ရမလဲဘယ်လိုကူရမလဲဆိုပြီးတော့ကျွန်တော်ကိုတယောက်ကမေးထားပါတယ်ဒီနေ့မှာအဲ့ဒါလေးကိုဖြေပေးသွားမှာဖြစ်ပါတယ်ခြေတော့တွေဖောင်းရဲဆိုတာကတချို့အရာတွေကကိုယ့်ဘာသာကိုကုသလို့ရပါတယ်အဲတချို့အရာတွေကကြတော့ဆံအောင်နဲ့တခြားပြပြီးစနစ်တကျစေကုသမှုခံယူမှသာတက်တာမှာဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့အရင်ဆုံးခြေတော့တွေဖောင်းတာဘာကြောင့်ဖြစ်ရတာလဲကိုအရင်ဆုံးပြပြပေးသွားမှာဖြစ်ပါတယ်ခြေတော့မှာဖောင်းတာကိုဖြစ်စေတဲ့အကြောင်းရင်းတွေကကြတော့ အချင်းအကြာကြီး မတ်တရတာမျိုးဖြစ်ပါတယ်။ဒါကဘာဖြစ်လို့လဲဆိုလို့ရှင်ကဘာမြကြီးရဲ့ဆွဲအားကခန္ဓာကိုယ်မှာရှိတဲ့အရေတွေကိုအောက်ကိုဆွဲချလိုက်လို့ဖြစ်ပါတယ်။အဲ့လိုနီးလန်းနေကြောက်တွေဖောလာတာဖြစ်ပါတယ်။ဒါကအများအဖြစ်ပြဿနာမရှိတတ်ပါဘူး။အသက်ကြီးတဲ့လူတွေမှာပိုပြီးတော့ဖြစ်တတ်ပါတယ်။နောက်တဲ့ဒုတိယချက်ကကြတော့နှလုံးမကောင်းလို့နှလုံးညှက်အားကျလို့ဖြစ်ပါတယ်။ရိုးရိုးနှလုံးရောဂါမဟုတ်ဘဲနဲ့နှလုံးရဲ့ညှက်အားကျပြီးတော့ heart failure လို့ခေါ်တဲ့ ှလုံးညှင့်အားကြတဲ့ယောဂဖြစ်လာပြီဆိုလို့ရှိရင်နှလုံးကခန္ဓာကိုယ်မှာရှိတဲ့သွေးတွေကိုကောင်းစွာမညှင့်ထုတ်နိုင်တော့ပါဘူးအဲ့ဒီခါမှာအရေတွေစုပုံလာပြီးတော့ခြေထောက်မှာဖောလာတာမျိုးဖြစ်တတ်ပါတယ်ဒါကတော့ဆံအောင်တဲ့တေချာကုသမှုခံယူရမှာဖြစ်ပါတယ်နောက်ထပ်ယောဂတစ်ခုကကြတော့ကြောက်ကက် ပြက်စီးသွားတဲ့အခါမှာဖြစ်ပါတယ်အဲ့တော့ကြောက်ကက်ကနည်းနည်းပဲပြက်စီးရင်ပြဿနာမရှိဘူးနောက်တရှိကြောက်ကက်ပြက်စီးသွားတယ်သို့မဟုတ်ရုပ်တရက်ကြောက်ကက်ပြက်စီးသွားပြီးတော့ကြောက်ကက်ရဲ့လှုပ်ဆောင်ချက်တွေထိခိုက်သွားတဲ့အခါမှာ တောက်ကပ်ဆိုတာကခန္ဓာကိုယ်မှာရှိတဲ့အရေးတွေကိုစစ်ထုတ်ပေးပါတယ်။ဒါပေမဲ့ကြောက်ကပ်ကပြက်စီးသွားပြီးတော့အရေးတွေကိုမစစ်ထုတ်နိုင်တော့တဲ့အခါမှာခန္ဓာကိုယ်မှာအရေးတွေစုပုံလာပြီးတော့ခြေထောက်မှာဖောလာတာမျိုးလည်းဖြစ်တတ်ပါတယ်။ဒီယောဂါကလည်းပဲဆရာဝန်နဲ့သိချာစနစ်တကျကုသမယ်ယောဂါဖြစ်ပါတယ်။နောက်တဲ့ယောဂါတစ်ခုကကြတော့အသေးပြက်စီးလို့ဖြစ်ပါတယ်။အသေးခြောက်သွားတဲ့အခါမှာဖြစ်တတ်ပါတယ်။အသေးခြောက်ပြီဆိုလို့ရှိရင်ဘိုက်မှာရေပြင်းဆွဲတယ်ဒါအပြင်ဥမခြေထောက်မှာဖောလာတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဒါကလည်းပဲဆောင်းတဲ့တိကျစနစ်တကျကုသမှုခံရမယ့်ယောဂတစ်ခုဖြစ်ပါတယ်။နောက်တစ်ချက်တစ်ခုကကြာတော့ခန္ဓာကိုယ်မှာသွေးပြန်ကြောတွေဖြစ်စည်းသွားတဲ့အခါမျိုးမှာသွေးပြန်ကြောတွေမကောင်းတော့တဲ့အခါမျိုးမှာဖြစ်ပါတယ်။ခြေထောက်မှာရှိတယ်သွေးပြန်ကြောတွေဖြစ်စည်းသွားတဲ့အခါမျိုးမှာသို့မဟုတ်အားနေတဲ့အခါမျိုးမှာသွေးတွေအိုင်ပြီးတော့ခြေထောက်ဖောတာမျိုးဖြစ်တတ်ပါတယ်။ဒါကလည်းပဲဖြစ်စေတဲ့အကြောင်းရင်းကိုတိကျရှာပြီးတော့ကုသမှုခံရမှာဖြစ်ပါတယ်။ နောက်ချက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်အဲခြေထောက်မှာရှိတဲ့ပြင်ရင်ကြောတွေပိတ်ဆို့သွားတဲ့အခါမှာဖြစ်ပါတယ်။ဥပမာအဖြစ်ခြေထောက်ရဲ့အပေါ်မှာရှိတယ်။ဥပမာအဖြစ်ပေါက်မှာပေါ့။ပေါက်မှာအကျိတ်တစ်ခုရှိတယ်။ဒါပေမဲ့ဘိုင်ထဲမှာအကျိတ်တစ်ခုရှိတယ်။အဲ့ဒီအကျိတ်ကပြင်ရင်ကြောစနစ်ကိုတော့ပိတ်တဲ့အခါမျိုးမှာခြေထောက်မှာဖောရာမျိုးဖြစ်တတ်ပါတယ်။ဒါကလည်းပဲဆရာတော်နဲ့သိချစနစ်တကျကုသမှုခံရမယ့်ယောဂတစ်ခုဖြစ်ပါတယ်။နောက်တစ်ချက်တစ်ခုကကြတော့ဆေးဝါးတွေကြဖြစ်ပါတယ်။သွေးပောင်ကြစည် အမလုံတပင်းလို့ဆေးကရှို့လူတွေမှာခြေတော့ဖောတာဖြစ်တတ်ပါတယ်။ဒါကတော့ပြဿနာမရှိတတ်ပါဘူး။ဆေးကိုရှော့တာ၊ဆေးပြောင်းတော့တာ၊ဆေးကိုခဏရတာဒါမျိုးတွေပြုလုပ်လိုက်မယ်ဆိုလို့ရှိရင်ပြန်ပြီးတော့တက်တာသွားတာများပါတယ်။ဒါပြင်ဥမာ steroid ဆေးတွေအကခဲပြောက်ဆေးတွေဒါတွေကလည်းခြေတော့ပြည်တာမျိုးဖြစ်စေပါတယ်။ဒီလိုမျိုးဆေးတွေတောက်ပြီးတော့ခြေတော့ပြည်နေပြီဆိုရင်ဆေးအောင်နဲ့ပြန်ပြီးတော့တိုင်ပင်သင့်ပါတယ်။နောက်ဆုံးအချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ခြေတော့တဝိုက်မှာ ပိုးဝင်တာထိခိုက်ဒဏ်ရာရတာရောင်တာကြောင့်ဖြစ်ပါတယ်။ဒါကတော့သူ့ရဲ့နေရာမှာကွက်ပြီးတော့ရောင်ရမ်းခြင်း၆တော့ပြစ်ခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့၆တော့ပြစ်ပြီဆိုလို့ရှိရင်ခုနပြောသလို၆တော့ကြီးကငကို site ထက်ကိုနည်းနည်းလေးကြီးလာနိုင်ပါတယ်။သို့မဟုတ်၆တော့ကိုကြီးလိုက်တဲ့အခါမှာ၆တော့ကိုဖိကြီးလိုက်တဲ့အခါမှာဖိကြီးလိုက်မယ်ဆိုလို့ရှိရင်ခြိုက်တဲ့ပုံစံကိုတွေ့ရမှာဖြစ်ပါတယ်။ ါပြင်မှာခြေတော်ကြီးဟာလေးနေသလိုခံစားမှလည်းဖြစ်ပါတယ်။ကုသမှုကတော့ရှင်းမှကျွန်တော်ပြောခဲ့သလိုပါပဲ။တချို့အရာတွေကဆောင်နဲ့တိချစနစ်တချာကုသမှုခဲမှာဖြစ်ပါတယ်။တချို့အရာတွေကတော့ကျွန်တော်တို့ခြေတော်ကမတက်ရတာကြာလို့ခြေတော်ပြည့်တာဆိုရင်တော့တနက်တည်းကခုံနဲ့ထိုင်မှာမတက်ကိုအကြိုက်မရပါနဲ့။လဲလျောင်းပြီးနေပါ။ဒါမျိုးတွေပြုလုပ်မယ်ဆိုလို့ရှင်သက်သာသွားတာများပါတယ်။ဒါပြီးလို့ရှင်အငန်ရှော့စားပါ။ဒါပြင်မှာဒီသွေးလက်ပတ်မှုကောင်းအောင်လင်းကျင်ကန်း ပုံမှန်ပြုလုပ်တင်ပါတယ်ပြီးလို့ရှိရင်ခုနကပြောခဲ့တဲ့ကြောက်ွက်ပျက်စီးတာအသေးပျက်စီးတာနှလုံးပျက်စီးတာ DRI ရက်လည်းဆေးသေးချာတောက်မယ်ဆိုလို့ရှိရင်ခြေောက်ဖော်တဲ့ဝေဒနာကိုသက်သာအောင်ပြုလုပ်လို့ရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်သိကျင်တာရှင်ကိုမမမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်